တင်ကိုတောင်းကျော်အကုံကြခံကအစင်တန်းမြင့်မြင့်ကျင်းပခဲ့တဲ့အောင်သမာတိရွှေဆိုင်ပိုင်ရှင်သမီးရဲ့မင်္ဂလာပွဲပရိသတ်များလုံးမဲမင်္ဂလာပါရှင်ရွှေမန်းလေး channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်တင်ကိုတောင်းကျော်အကုံကြခံခဲ့ပေမဲ့သူများတွေလို့ရုပ်ပေါက်တဲ့မင်္ဂလာပွဲမဟုတ်ပဲအစင်တန်းရှိရှိနဲ့လူတွေမျက်စိစပင်မွေးမဆူရအောင်ကျင်းပခဲ့တဲ့မင်္ဂလာပွဲကတော့အောင်သမာတိရွှေဆိုင်ပိုင်ရှင်ရဲ့သမီးမဖြစ်ဖြစ်အောင်ရဲ့မင်္ဂလာပွဲလို့ဆိုနိုင်ပါတယ် အလုံးသေးကြတဲ့အတိုင်းအခုနေ့ကမြန်မာနိုင်ငံရဲ့ထိတ်တန့်ချမ်းသာကျွဲပါတယ်။တထေးမိသားစုတွေအပြိုင်ဆိုင်မင်္ဂလာပွဲကျင်းပတဲ့နှစ်ပေါင်းအလုံးသေးကြတဲ့အတိုင်းတချို့သောရွှေတထေးကြီးတွေရဲ့မင်္ဂလာပွဲတွေဆိုရင်သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုသူများတွေသိအောင်မင်္ဂလာခမ်းမကိုရွှေချတာတွေရွှေလန်းရင်နဲ့တကူတကမင်္ဂလာခမ်းမတွေကိုဝင်ကြတာရွှေသားစစ်စစ်မင်္ဂလာဝတ်စုံတွေကိုအလေးခံဝတ်ပြီးတော့မင်္ဂလာဆောင်ကြတာတွေရှိပါတယ်။ဒီလိုပိုင်ဆိုင်မှုတွေကိုဖော်ပြဖို့အတွက်တိုင်းပေါင်းတောင်းချီကုန်ကြခံကကျင်းပကြတာပါ။ ဒီလိုတန်ဖိုးကြီးမင်္ဂလာပွဲကျင်းပကြတာကသက်ဆိုင်ရာသူတို့အတန်းဝိုင်းမှသာချီးကျူးဂုဏ်ပြုမှုတွေရှိပါတယ်။ဒါပေမဲ့တာမန်လူတွေအတွက်တော့မျက်စိစမင်မွေးစူးစရာပဲဖြစ်ပါတယ်။အထူးသဖြင့်တော့မြန်မာနိုင်ငံရဲ့ထိတ်တန်းဆယ်လီနေကြီးဦးနဲ့တထေးကြီးကိုပြေခေါ်ကိုကျော်စွာဟိန်းတို့ရဲ့မင်္ဂလာပွဲဆိုရင်တော်တော်လေးကိုလူပြောများခဲ့ရပါ။ဒါပေမဲ့အောင်သမารိရွှေဆိုင်ပိုင်ရှင်တထေးကြီးဦးအောင်ရဲ့သမီးမတ်ဖြူဖြူအောင်ရဲ့မင်္ဂလာပွဲကတော့ဒီလိုမဟုတ်ပါဘူး။ အလုံးသေးကြတဲ့တိုင်အော်သမာရီရွှေဆိုင်ပိုင်ရှင်ဦးအောင်ကကိုးရရောင်းတဲ့ဘဝကနေဆင်းရဲနှွမ်းပါတဲ့ဘဝကနေအောင်မြင်တဲ့ထိတ်တန့်ရွှေတထေးကြီးဖြစ်လာတာပါဒါကြောင့်လဲအော်သမာရီရွှေဆိုင်ပိုင်ရှင်ဦးအောင်ကဘယ်ရာကူမှကြွားဝါလို့စိတ်မရှိဘဲနဲ့တိုးတိုးတိတ်တိတ်နဲ့နေထိုင်ကြပါတယ်ဒါကြောင့်ဦးအောင်ကသူ့ရဲ့သမီးဖြစ်သူမတ်ဖြူဖြူအောင်ရဲ့မင်္ဂလာပွဲကိုအခုလိုမျိုးရိုးရှင်းစွာနဲ့ကျင်းပပြုလုပ်ပေးခဲ့ရပါတယ် အထူးသဖြင့်တမင်းဖြစ်သူမတ်ဖြူပြောင်ရဲ့မင်္ဂလာပွဲကိုနေအိမ်မှာမင်္ဂလာလက်မှတ်ရေးထိုးပွဲအခမ်းအနားနဲ့အတူမန္တလေးမြို့ရဲ့ထိပ်တန်းဟိုတယ်တစ်ခုမှာမင်္ဂလာအေကံပွဲကြီးကိုမြန်မာဆန်ဆန်ပဲရိုးရှင်းစွာကျင်းပပြုလုပ်သွားပါတယ်။ မင်္ဂလာပွဲမှာလည်းမဖြစ်ဖြစ်အောင်ကမြန်မာနိုင်ငံရဲ့ထိတ်တန်းရွှေဆိုင်ကသမီးဆိုပေမယ့်အဖြစ်ရောင်သူတို့သမီးဝိဆောင်လေးနဲ့တည်ငြိမ်ရင်ကျက်စွာလှပနေပြီးတော့ရွှေသားအစ်စ်ငွေသားအစ်စ်နဲ့မင်္ဂလာသူတို့သမီးဝိဆောင်လေးလိုမျိုးလုံးဝစိတ်ကူးတဲ့မထဲခဲ့ပါဘူး။ဒါအပြင်တန်မိုးကြီးလေဆွဲဖြစ်တဲ့ကိုလံဘီယာမြလေဆွဲကိုပဲရိုးရှင်းစွာနဲ့တမတို့အောင်တမတိမိသားစုရဲ့ပိုင်ဆိုင်မှုဂုဏ်ကိုဖော်ပြဖို့စင်မြန်းထားခဲ့ရပါ။ မင်္ဂလာခမ်းမကိုလည်းချမ်းသာကြွယ်ဝကြောင်းဖော်ပြဖို့အတွက်ရွှေရည်ငွေတွေလူတွေမျက်စိနှောက်လောက်အောင်အလှမစင်မဲနဲ့နိုင်ငံသားဖြစ်ပန်းတွေနဲ့ပဲအစင်တန်းရှိရှိစမတ်ကြကြအလှဆင်ခဲ့ပါတယ်။ဒါပေမဲ့ပြည်သက်ကြီးတို့မတိသေးတာတစ်ခုကဒီလိုမျိုးရိုးရှင်းစွာနဲ့ကျင်းပခဲ့တဲ့အောင်သမာရိဆိုင်ပိုင်ရှင်တထေတမီမဖြစ်ဖြစ်အောင်ရဲ့မင်္ဂလာပွဲကတိမ်ပေါင်း9000ကျော်တောင်အကုန်ကျခံပြီးတော့ကျင်းပပြုလုပ်ခဲ့ရပါ။ဒါကြောင့်အောင်သမာရိရွှေဆိုင်ကတမီဖြစ်သူမဖြစ်ဖြစ်အောင်ရဲ့မင်္ဂလာပွဲဟာအပေါ်ယံကြည့်ရင်တော့လုံးဝကိုပက္ကသနာတွေမပါဝင်မဲ ်ရိုးရှင်းတယ်လို့ထင်ရပေမယ့်တကယ်တမ်းနောက်ွယ်ကနေအကောင်းဆုံးဆိုတဲ့အရာတွေနဲ့အင်အားစိုက်ထုတ်ပြီးတော့အခုလိုမျိုးတင်ပေါင်း9000ကျော်အကုန်ကျခံထားခဲ့ရပါမင်္ဂလာပွဲဟာအစဉ်တန်းရှိရှိနဲ့တည်တည်ငြိမ်ငြိမ်ရှိရာကြောင့်စီမံခန့်ခွဲတာတော်ဝါတယ်ဆိုပြီးနေကြည်ဦးရဲ့မင်္ဂလာပွဲထက်တောင်မှပိုပြီးတော့ကြက်တည်ရှိခန်းနာနေခဲ့ပါတယ်။ဒါကြောင့်စီမံခန့်ခွဲတာတော်တဲ့အောင်သမားလေးရွှေဆိုင်မိသားစုရဲ့မင်္ဂလာပွဲကိုပြည်သက်တွေကတော့ချီးကျူးနေကြတာပါ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရိုးရှင်းစွာနဲ့ပကသနာမပါဝင်ပေမဲ့မင်္ဂလာဧကံပွဲအတွက်တိမ်ပေါင်ကူတောင်းကြအကုန်ကြခံကကျင်းပထားခဲ့တဲ့အောင်သမာရီရွှေဆိုင်ပိုင်ရှင်ရဲ့တမီမဖြစ်ဖြစ်အောင်ရဲ့မင်္ဂလာပွဲနဲ့ပတ်သက်လို့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်